။မြောက်ရီရုံမြင့်တန်ကြားပြည်တန်များရှင်။မိုးကုဆရာတော်ဖျားကြီးဟာတက်တော်62နှစ်ရွေးကစားပြီးနာမကျန်းဖြစ်တော်မူပါတယ်။အကြောင်းရင်းကတော့နေ့စဉ်ရက်ဆက်တရားဟောပြောနေခြင်းကြောင့်ပင်မန်းလွမ်းနေမှုကိုအခြေခံကလင်းငန်းယောဂဆွဲခက်လာခဲ့တာဖြစ်ပါတယ်။ဆရာဝန်ကြီးများကစမ်းသက်စစ်ဆေးကုသပေးပြီးတရားဟောခြင်းမှခိတ္တအနာယူကိုရှောက်ထားကြတဲ့အခါတရားဟောမှုကိုတော့မတားကြပါနဲ့အချိန်သိမ့်မရှိတော့ဘူးလို့မိုးကုဆရာတော်ဖရာကြီးကမိန့်တော်မူပါတယ် မိုးကိုဆရာတော်ဖျားကြီးဟာနာမကျန်းဖြစ်နေတဲ့ကြားကပဲမန္တလေးမြို့ရွှေလှမ်းရက်ဦးချစ်စွေဒေါ်မမတို့ရဲ့နေအိမ်စံကြောင်းမှာစေဝါကုသမှုခံယူရင်းတရားဝဲများကျင်းပပါလိမ့်ရှင်မိုးကိုဆရာတော်ဖျားကြီးဟာမန္တလေးမြို့ဦးချစ်စွေဒေါ်မမတို့ရဲ့နေအိမ်မှာသတင်းသုံးနေထိုင်ပြီးတရားဟောတော်မူတဲ့အခါတုန်းကတရားနာပိသက်တွေအများကြီးလာရောက်တရားနာကြပါဘူးမန္တလေးမြို့ဘော်ကသာမကစကိုင်း တရဦးစင်ငိုင်ကြောက်စဲစတဲ့နေအသီးသီးကပုဂ္ဂိုလ်ရာလာရောက်တရားနာရတာလေအင်ချံဝင်းအကျယ်ကြီးမှာပြင်းတဲ့နေတဲ့အပြင်လမ်းမပေါ်တိပြန်ထွက်နေပါလေတရားနာသူပြန်သူတွေကိုအရှင်ပြေဖို့အတွက်မော်တော်ယာဉ်များနဲ့မော်တော်ယာဉ်ပိုင်ရှင်တွေကအခမဲ့အဖို့အကျိုးလုပ်ကြပါလေကိုပိုင်ရင်ကိုပိုင်ကားတွေနဲ့လာရောက်ပြီးတရားနာရင်နဲ့ ပြုပြုလုပ်ပေးကြတာဖြစ်ပါတယ်။ပြိတ္တဒီညာပြလွန်းလို့ဘလောက်ရှိရဲလို့သိရအောင်လို့ရက်တောင်ဝင်းနှားတဲ့အခါမှာရက်တောင်6000ကန်းတာကိုမလောက်ဘူးလို့သိရပါဘူး။ဓာဟုကြည်ချင်းအဖြစ်အဲ့ဒီခေတ်ကပြည်သူတွေရဲ့တရားတော်ပေါ်မှာကြီးညိုသရာပွားတဲ့စေနာသရာဝရိယစွမ်းအားတို့ကိုသိနေတယ် ်တန်ကြားပြီးသများရှင်မိုးကုဆရာတော်ဖျားကြီးဟာသက်တော်62နှစ်အရွယ်မော်ရွန်53ဝရမှာမိုးကုမြို့သို့တွားချီရောက်ရှိတော်မူခဲ့ပါသည်ကျွေးရလာခြင်းအကြောင်းရင်းကတော့မိုးကုမြို့မှအကြောင်းတကားကြီးဦးလေပြင်းထန်စွာနာမကျန်းဖြစ်နေလိုပါပဲရှင်။မိုးကုစားတိအကြောင်းတကားကြီးဦးလေဆိုတာမိုးကုဆရာတော်ဖရာကြီးကိုမိုးကုမြို့သို့ရောက်ရှိအောင်စတင်ပင့်ဆောင်ခဲ့သူဖြစ်ပါတယ်။ ဒုတိယကမ္ဘာစစ်စစ်ကြောခေတ်9နှစ်စစ်ပီးခေတ်4နှစ်စုစုပေါင်း73နှစ်တိုင်အောင်မိုးကုတ်မြို့မှာတရားပွဲတွေကျင်းပဖို့ဥဆောင်ခဲ့သူဖြစ်ပါလိမ့်ရှင်။ကျောင်းတကာကြီးဦးလေရေမကောင်းစစ်တော့သူကျေးဇူးတွေအချူရှိတယ်ဆိုပြီးမိုးကုတ်ဆရာတော်ဖခင်ကြီးကဥလေကိုတရားဟောပြတယ်။ခန္ဓာညာရောက်တစ္ဆာတရားကိုအတိကထားပြီးဟောကြားတယ်။ ကျောင်းတကာကြီးဦးလေနေမကောင်းဖြစ်တဲ့အခါသူ့ကျေးဇူးတွေအထူးရှိတယ်ဆိုပြီးမုခုဆရာတော်ဖျားကြီးကဦးလေကိုတရားဟောပြပါလိမ့်။ဆရာတော်ဖျားကြီးဟာမုခုမြို့မှာ၅ရက်တိုင်တိုင်သတင်းသုံးနေထိုင်ရင်းကျောင်းတကာကြီးဦးလေကိုခန္ဓာညာရောက်သစ္စာတရားများဟောကြားပေးတော်မူခဲ့ပါလိမ့်ရှင်။မဲဝေနာဘယ်နဲ့နေလဲကွထုံစံတိုင်းမေးလိုက်တယ်ဝေနာဖျားနောက်မဆုတ်ပါဘူးရှေ့ပဲတိုးနေတယ် ကောင်းကြိုက်တယ်လည်းလွန်းနေပါပြီဝန်းနေကနာရရည်လည်းအမနာမပြင်းပြင်းထန်ထန်ကြီးပါပဲအစရှိနေဝေဒနာဤအချင်းရာအကာရနှိမ့်ဆက်ပုံတွေအမျိုးမျိုးပုံပြောပြောတဲ့အခါကျတော့ဘုရားသခင်ကိုရမကြီးကဟောလိုက်တယ်ဘာတဲ့ဝေဒနာကဝေဒနာခန္ဓာဝေဒနာကဘာပါလဲဝေဒနာကဝေဒနာခန္ဓာဆိုတော့ဝေဒနာခန္ဓာနဲ့ငါနဲ့မရောစီနဲ့ဟိ ဓမ္မတွေဘာတွေဝေဒနာခန္ဓာကသူ့ဟာသူဝေဒနာခန္ဓာငါကသွားပြီးမရောပါနဲ့ဝေဒနာကသူ့ဟာသူကိုယ်ကနားလိုက်ဒီကနားလိုက်ဒီကကျင်လိုက်ဒီကကဲဒီကထိုးလိုက်ဝေဒနာကတော့သူခန္ဓာကိုယ်ရှိနေတယ်ဝေဒနာခန္ဓာကြီးဆိုသောကြောင့်ဥပအောင်ဝေဒနာကတော့ဖြင့်ရှိနေမှာပဲရှိပါဝေဒနာခန္ဓာကိုဗျအဲ့ဒီအချင်းဘုန်းကြီးတရားဓမ္မတွေကဝေဒနာခန္ဓာဝေဒနာခန္ဓာလို့ပဲသိထားရမှာ ်ပါဘူး။ဟုတ်ပါဘူး။ဩငါဖြစ်မှဖြစ်ရလေခြင်းလို့ဝေဒနာထဲမှာငါဝင်မထိုးလိုက်နဲ့။ဟုတ်ပါဘူး။တဘောကြဝေဒနာထဲမှာဝေဒနာထဲမှာငါဝင်မထိုးလိုက်ပါနဲ့ဒါပေပုံကိုဟောပေတဲ့ခါကျမှပေကံဤမှာဒီတရားကိုပွားများရလို့ကိုယ်ကဘာမှမသိတဲ့ဖကုဏရန်လေးဟာအနာခံတိတာဒါကိုပြောကြတယ်နော်ဒ ကောင်းပြီဒါကဒီတရားရှိထားတာဟောလို့ရင်တရားကဒါမဟုတ်ပါဘူးသေလွန်ပြောင်းလဲခါမို့ဒီဥစ္စာရှိထားဟောတယ်လို့မှတ်ထားဖို့မှန်ပါပါဘုရားသေပုံသင်ဤကိုဘုရားကဒီသင်ဤဟာကောင်းတယ်ဆိုတဲ့ဥစ္စာသူချိန်မွန်ထားလို့ဒကာဓမ္မတို့ကိုရှိပိုင်းကသိစေခြင်းလို့ဒါပြောပါတယ်ရောက်ရည်ညင်ပန်းချာပြည်တယ်များရှင်ဘုရားရောဖျားရှင်ဟာ ခုရီ1324ခုနှစ်ဒွေဦးပေါက်မှာမိုးရိပ်မှုတို့ကြွားရောက်နေတဲ့အချိန်ချက်မှန်ကြွားရောက်တော်မူခဲ့ပါသည်။ဆရာတော်ဘုရားကြီးဟာခုရီ1324ခုနှစ်နေုံလကြီးကျော်14ရက်လောက်ဝင်နေ့မှာမိုးကွင်းတို့မင်္ဂလာတိုက်ကြောင်းကြီးပေါ်မှာဟောတန်ပြီးသုတ်ကြားတော်ကိုဟောကြားပြီးတော်မူခဲ့ပါသည်ရှင်။ဒါကတော့ကမလို့လောကမှာမြေပေါက်ဘုရားစီရီတွေပြီးသွားတဲ့အခါမှာ ထိတင်ပြီးတော့ပူဇော်ရသလိုတရားစခန်းဝတရားဝတ်ပြီးသွားတဲ့အချိန်မှာလည်းတရားထိတင်ရတယ်တရားထိတင်သောအနေအဖြင့်တရားတကမတို့ကိုမိမိကိုယ်ကိုစစ်ဆေးနိုင်အောင်ဘုန်းကြီးကမှတ်တမ်းပေးခဲ့မယ်တရားတကမတို့သူများ မေးစရာလိုသေးလားမလိုပါဘူးကိုယ်ကိုယ်ကိုစစ်ဆေးနိုင်အောင်ဘုန်းကြီးကမှတ်တမ်းမပေးပြီဘူးလားပေးပါ ဒီနေရာမှာဘုသူဇင်နဲ့သောတာပန်ကွာခြားချက်မရှိပေဘူးလားရှိပါပါဘုရားဒကာဒကမတို့ဘုသူဇင်ဆိုတာကရှစ်ကျော်ရှိတယ်သောတာပန်ပုဂ္ဂိုလ်ကဖြစ်ကျော်မတို့ပေဘူးလားရှိပါပါဘုရားအဲဒါသောတာပန်ပုဂ္ဂိုလ်ဟာဖြစ်ရင်ဖြစ်မှန်းသိတယ်ဘုသူဇင်ကြတော့သိသေးရဲ့လားမသိပါဘူးဒါမြင့်ဘုရုဇင်ကမသိလိုက်တဲ့အတွက်ကြောင့်ဒီရဲ့နောက်ကညံလိုက်နိုင်ရဲ့လား သောတာပန်ပုဂ္ဂိုလ်ကြတော့ဖြည့်ရင်ဖြင့်မှန်းသည့်အဲ့ဒီနောက်ကပါလိုက်ပါလေ။ဟောပုရုဇဉ်နဲ့သောတာပန်กว่าမกว่า။ဒီအမြင်မျိုးရှိလာပြီဆိုရင်သူများမေးเสียလူသေးလား။မလိုပါဘူး။ကိုယ့်ကိုယ်ကိုကိုဉာဏ်နဲ့ကို စစ်ဆေးတယ်ဆိုတော့လွဲပါဦးမလား။မလွဲပါဘူး။ပုရုဇဉ်ကြတော့ဖြည့်ရင် ဖြင့်မှန်းသိသေးရဲ့လား။မသိပါဘူး။မသိတာပါပါလေ။ဝိဇ္ဇာ။သောတာပန်ပုဂ္ဂိုလ်ကြဖြည့်ရင်ဖြင့်မှန်းသိမသိ။ သိတာပါပါလေဟောကွဲမကွဲပုရုဇင်းနဲ့သောတာပန်ကွာမသွားဘူးလားထူးခြားသလားမထူးခြားဘူးလားနောက်ငိမ့်အေးအောင်ကုစားတယ်နော်သောတာပန်ပုဂ္ဂိုလ်ကြလို့ရောတခုခုပြည့်လာပြီဆိုနောက်ကညံလိုက်လဲတော့ငိမ့်အေးအောင်ဆိုတော့ဘာလို့ရမလဲဖြစ်ပြမရှိပါဘူးလားနောက်ကဘာလို့ရမလဲရှိကဖြစ်ပြ ဘုရားရှင်ပုဂ္ဂိုလ်တို့ကြောင့်ငြိမ်းအေးအောင်မလုံးနိုင်ဘူးဖြစ်ကြောကရှည်မသွားဘူးလားရှည်ပါဘူးဒေါသဖြစ်လိုက်တဲ့ဒေါကဒပတိကစသည်ဖြင့်အရှိယပတ္တဆသမုပ္ပါတမ်းမသွားဘူးလားရှည်ပါဘူးသောတာပန်ပုဂ္ဂိုလ်ကြောင့်ဘာပဲဖြစ်ဖြစ်တဲ့နောက်ကရှုညာလိုက်မလိုက်ရှည်ပါဘူးအဲဘုရားရှင်နဲ့သောတာပန်ဘာကွာသွားသလဲရှုညာလိုက်မလိုက်ကွာမသွားဘူးလားရှည်ပါဘူးအဲ့တော့မိမိကိုယ်ကိုစစ်ဆေးဖို့အခွင့်အရေးတွေရမရရှည်ပါဘူး ဒီမှတ်တမ်းဒီမှတ်တိုင်တည်းဆိုရင်သူများမေးเสียလို့သေးလားမေးပါဘူးခင်ဗျာ။နောက်ငိမ့်အေးအောင်ကုစားတယ်နော်။အဲ့ဒါဘယ်သူပါလိမ့်။သောတာပန်ပါဘူး။အဲ့တော့ဘုရုဇင်းနဲ့သောတာပန်ကွာမသောဘူးလား။သောတာပန်ပါဘူး။အေးတရားဒကမတို့တဲ့။စိတ်တည်ငိမ့်အေးလွန်ကျူးကုစိတ်။ဘုရုဇင်းဘောကိုရောကြတော့ဘာပဲလုပ်လို့မနှောကန်လေးကြံစီပြီးတကအမျိုးမျိုးအပေါ်မို့ဘယ်သူကဘယ်လိုလုပ်လဲရမလဲဘယ်လိုပြောလဲမလဲစသည်မလာပေဘူးလား။သောတာပန်ပါဘူး။ သောတာပန်ပုဂ္ဂိုလ်တို့ကြောင့်ဒီသဘောမျိုးလာသေးရဲ့လားမလာပါဘူးခင်ဗျာသို့သောပမာဒလေကတတိမေ့သွားလို့အကြောင်းကျိုးညီလို့တခိုးကို တိုက်ဆိုင်သွားခဲ့သည် ရှိတော့လွန်ကျူးတဲ့စိတ်ပါရဲ့လားမလာပါဘူးဩဘုရုဇင်နဲ့သောတာပန်ကြွားမသွားဘူးလားမလာပါဘူးဘုရုဇင်ကြတော့သူများလွန်ကျူးတဲ့စိတ်ကလေးတွေပေါ်လာတယ်သောတာပန်ကြောင့်ဒီစိတ်ထားမျိုးရှိသေးရဲ့လားအေးတရားတော်ကအဘုရုဇင်နဲ့သောတာပန်ကြွာချားကြဲဆိုရှင်းမနေဘူးလားရှင်းပါပါ တကတထွက်လန်းမရှိတဲ့ဟောဒီဗုဒ္ဓမြတ်စွာ သာသနာကလွဲပြီးတကလားဒုက္ခထွက်ပေါက်မဲခင်၈ပါးအကျင့်ဆိုတာရှိရလားဗုဒ္ဓမြတ်စွာ သာသနာမှသာလျှင်မဲခင်၈ပါးရှိတယ်နော်ဒုက္ခထွက်ပေါက်ဆင်းရဲထွက်ပေါက်မရှိဘူးလားဗုဒ္ဓမြတ်စွာသာသနာမှသာလျှင်ဒုက္ခထွက်ပေါက်ဆင်းရဲထွက်ပေါက်နိဗ္ဗာန်ရောက်ကြောင်းအကျင့်ရှိမရှိရှိပါဘူးအဲ့ဒါလို့ရဲရဲတင်းတင်းယုံကြည်တာဒီဘယ်သူပါလဲ ယခုပြောနေတဲ့တရားစကားတွေသည်သူများစစ်ဆေးဖို့လားကိုယ့်ကိုယ်ကိုစစ်ဆေးဖို့လားကိုယ့်ကိုယ်ကိုစစ်ဆေးဖို့ပါဗျာဤနောက်တစ်ချက်တရားဓမ္မတို့ဒီပုဂ္ဂိုလ်သည်တီလကောအပြက်ခံရဲ့လားမှန်ပါဗျာယက်မခံဘူးအဲ့ဒါဘာလို့လဲသောတာပန်မှတီလကမြဲတာဘုရုဇဉ်တီလဆိုတာက မြဲတဲ့ခါလဲမြဲတယ်မမြဲတဲ့ခါလဲမမြဲပါဘူးဗျာသောတာပန်ပုဂ္ဂိုလ်တို့ဒီတရားဓမ္မအကြောင်းကိစ္စကြီးငယ်ရှိလို့ ယောဂင်္ဂနာလိုက်ခရသည် ရှိတော်မင်းဒီလိုလေးတော့လိန်ပြောပေးပါလို့ခိုင်းသည်ရှိတော်လိန်ပြောရဲ့လားမပြောပါဘူးလောကလူမှုရေးကြောင့်မကင်းတရားလိုက်ရညာတော်လဲသောတာပန်ပုဂ္ဂိုလ်တီလအပြည့်ခံရဲ့လားမပြောပါဘူးဘုရုဇဉ်ပုဂ္ဂိုလ်ကြတော့ဟောဘုရုဇဉ်နဲ့သောတာပန်ကွာမတော်ဘူးလားဒီနောက်ဒကာရကမောက်ကြည့်လိုက်သောတာပန်ပုဂ္ဂိုလ်သည်တရားနာတဲ့နေရာမှာ ယူယူသေးသေးလေးလေးစားစားနာတယ်နော်ဖရာကိုအာယုံပြုတရားကိုအာယုံတန်ခါကိုအာယုံပြုပြီးတကားလားလေးလေးစားစားမနာပေဘူးလားမနာပါဘူးဘုရားဥရုဇင်ကြတော့တကားငြိမ်ငြိမ်စိမ့်စိမ့်ရှိသေးရဲ့လားစိတ်ကမငြိမ်တော့ကြံနာရေအကုန်ငြိမ်ပါဦးမလားမငြိမ်ပါဘူးသောတာပန်ကြတော့ငြိမ်သက်မှုရှိမရှိရှိပါရဲ့ယူယူသေးသေးလေးလေးစားစားဂါရဝတရားလည်းရှိမရှိရှိပါရဲ့ကဲသူမြန်စစ်ဆေးဘူးလားကိုကိုကိုစစ်ဆေးဘူးလားကို နောက်တရားရံသောတာပန်ပုဂ္ဂိုလ်သည်တရားနာတဲ့နေရာမှာတရားဝေပြီးဆုံးသွားလိုက်တဲ့အချိန်မှာအင်မတန်မှဝမ်းသာတယ်နော်။ဘာဖြစ်လဲဆိုပုရုဇဉ်ပုဂ္ဂိုလ်ကြောင့်တရားတစ်ပွဲပြီးသွားတယ်ဆိုရင် ပြီးကပြေနာတယ်။ပြီးကပြေနာတယ်ဆိုပြီးဓမ္မယုံနဲ့ပြည့်ထားခဲ့တာပဲ။ဘာတရားရဲ့လို့အစအလယ်ဆုံးသုံးပါလို့မှတ်မိသေးရဲ့လား။မှန်ပါပါဘုရား။အော်ဒီတရားလေးတို့ဗုဒ္ဓဘုရားဟောခဲ့လို့ ဒီလိုနာရတယ်ဒီလိုသိခွင့်ရဒီလိုအသိဉာဏ်မျိုးတွေရတယ်ဒီလိုနိဗ္ဗာန်ရောက်ကြောင်းတရားတွေသိခွင့်ရတယ်ကျင့်ခွင့်ရတယ်ဆိုပြီးတရားနာပြီးတဲ့နောက်မှာဝမ်းမြောက်ဝမ်းသာစွာနဲ့ဆင်ခြင်နှလုံးသွင်းမနေဘူးလားမနေပါဘူးအဲ့ဒါဘာလို့လဲကိုယ်တို့သင်ကြအဲ့လိုဆင်ခြင်နှလုံးသွင်းမှုဝမ်းမြောက်မှုရှိသေးရဲ့လားမရှိပါဘူးဟောသူများစစ်ဆေးရမှာကိုယ်ကိုစစ်ဆေးရမှာလားဒီမတ်တိုင်လေးနဲ့ဒီအင်္ဂါရီလေးနဲ့စစ်စစ်ငါသည် ပဲင်္ဂါနဲ့ညီသလဲတစ်ချက်နဲ့ညီသလား၁နဲ့ညီသလားနံပါတ်၂နံပါတ်၃စသည်ဘာနဲ့ညီသလဲလို့ကိုယ့်ကိုစစ်ဆေးရမှာနော်အဲ့တော့ဒီအင်္ဂါရည်နဲ့တစ်ချက်မှမညီဘူးဆိုရင်ဘယ်တဲ့ပါသွားဩဒီထဲမှာငါတို့တော့ဘယ်အင်္ဂါရည်နဲ့ညီတယ်ဆိုရင်ဘယ်တဲ့ပါသွားမလဲအကုန်လုံးမညီနိုင်တော့မှဒီထဲမှာတစ်ချက်နှစ်ချက်သုံးချက်ပြည့်ညီလို့ရှိရင်သောတာမအဆင့်လောက်ရောက်မရောက် အကုန်လုံးညီသွားပဲဆိုရင် ကိုကိုကိုမဟာသောတာပန်လို့ဆုံးဖြတ်ချက်ချနိုင်မချနိုင်အဲ့တော့ဒီအင်္ဂါရတ္တိကိုအကုန်လုံးအကျဉ်းချုပ်လိုက်တော့ဘုရုဇင်သည်ဖြစ်ကျော်ရှိတယ်သောတာပန်သည်ဖြစ်ကျော်ပါအကုန်လုံးမမှန်မိခဲ့သည့်ရှိတော့ဒီနှစ်ချက်တည်းနဲ့စစ်ဆေးလိုက်နိုင်လွယ်မလွယ်ဒါမြင်တရားတော်ကမောက်ယင်းဒီဒီတရားဝဲတင်လိုက်ပြီ ောင်းရွံ့မြင့်တန်ကြားပြည်ကများရှင်မူဟုဆရာတော်ဘုရားကြီးဟာမူဟုမြို့မှာကြားဟောကြားတော်မူပြီးနောက်အမရပုရသို့ပြန်လည်ကြွရောက်တော်မူပါသည်အမရပုရမှာသုံးရက်သာနာပြီးရန်ကုန်မြို့သို့မြေထားဖြင့်ဆက်လက်ကြွတော်မူပါသည်အကြောင်းကတော့အဲ့ဒီခေတ်နိုင်ငံတော်အစိုးရကမူဟုဆရာတော်ဘုရားကြီးကိုအခမဟာပဏိတဝရဇိတ်တော်ဆက်ကလှူဒါန်းမှုကြောင့်ဖြစ်ပါသည် မန္တလေးမြို့မှာရန်ကုန်မြို့သို့မြေထားခီးစဉ်ဖြင့်ကြွားတော်မူရမှာညောင်လေးပင်ဘူတာပကိုးဘူတာတွေမှာစထားရနာခိုင်ပြည်သူအထောင်အတောင်းဟာဘုဂုဆရာတော်ဖျားကြီးကိုလာရောက်ဖူးမြော်ရင်းတရားနိုင်ကြပါလိမ့်။ဘုဂုဆရာတော်ဖျားကြီးကလည်းအချင်းရှိခိုင်လုံလဆိုင်ပြီးစထားရနာခိုင်မှာပဲတရားတော်များဟောကြားတော်မူခဲ့ပါလိမ့်ရှင်။ န်းကြီးတို့ဆိုတာကတန္တရာခရီးသွားတွေပါမှန်ပါပါဘုရားပါတယ်တယ်လဲတန္တရာပြီးသွားပါဗျာအဲ့မိမိတို့ပစ္စုပန်ဘဝ တံမြာခီးသွားသည်ဘေကစကပါလိဆိုစဉ်းစားကြဆိုဆိုတော့ဇာတိဘူတာကစလာတယ်မှန်ပါဗျာဘေကစလာပါလိဇာတိဘူတာစလာပါဗျာအဲ့ဒီဇာတိဘူတာမှာတရားရကမတို့ဦးဇင်းတို့မိဝန်တဲမှာကိုလကွယ်ဆလာနိဗ္ဗာန်ဒုက္ခမျိုးစုံမကြုံရဘူးလားကြုံရပါတယ်ဗျာကြုံရတယ်အဲ့ဒီဇာတိကနေပြီးယခုဇာရာရောက်မလာဘူးလား ်ပါပါဘုရားဘုရားဆိုတော့တရားရကမတို့အိုတဲ့သဘောမပြောရဘူးလားပြောပါရဲ့ခင်ဗျာအိုတဲ့ဆိုတော့တရားရကမတို့စင်းရဲမလားချမ်းသာမလားစင်းရဲပါရဲ့ခင်ဗျာမျက်ကြည်တွေလည်းမွဲလာပြီးနားတွေလည်းထိုင်းမလာဘူးလားထိုင်းရပါရဲ့ခင်ဗျာအဲ့ဒါဇရာမီးလောင်နေသောပေါ်မလာဘူးလားပေါ်ပါရဲ့ခင်ဗျာအဲ့ဒီဇရာဒုက္ခကလွတ်မြန်တော့ဗျာဒီဒုက္ခတရားရကမအိယာဖျားကကြုံရမလားမကြုံရဘူးလားကြုံရပါရဲ့ခင်ဗျာခန္ဓာရှိတဲ့ဘိုးကိုယ်တိုင်းဒီလမ်းရင်ပြည့်လွတ်ပါမလားလွတ်ပါ ်ပါဘုရားကိုကြည့်ကိုလည်းမမတဲ့နိုင်ရည်လေးတစ်ခွက်တောက်ကျင်တာတောင်မှ ပြောနိုင်ရဲ့လားပြောနိုင်ပါဘူးဒီအဲ့ဒီကနေလွန်မြောက်တော့မရဏဒုက္ခအသေးဆုံးမကြုံရပါဘူးလားကြုံရပါရဲ့ဗျာဒါကြောင့်ခန္ဓာရတဲ့ဘုံကိုယ်တိုင်း တဂါရကမတို့ဒီခန္ဓာယထာကြီးကတော့သွားနေကြတယ်ဇာတိဘုဒ္ဓကထွက်လာတော့ဇရာမရောက်ပြီဟုတ်လားရောက်ပါပြီခင်ဗျာဇရာကနေဗျာတိမရောက်ပြီဟုတ်လားရောက်ပါပြီခင်ဗျာတော့မရဏမဆိုင်ရပြီဟုတ်လားဆဲပါပါပြီခင်ဗျာဒါကြီးယနေ့တဂါရကမတို့စဉ်းစားရမှာကဗုဒ္ဓမြတ်စွာသာသနာတွင်ကြုံတုံးကြုံခိုက်မှာခန္ဓာယထာကြီးသွားနေကြလမ်းစဉ်တည်းမလိုက်ဘဲနဲ့ဟောဒီခန္ဓာယထာကလွန်ပြီတကားလားဟောဒီခန္ဓာဒုက္ခကလွတ်တဲ့ နိဗ္ဗာန်ချမ်းသာရောက်အောင်ဆိုတော့မဲ့ခင်ယထာကိုပြောင်းစီရမယ်မှန်ပါဗျာဘယ်ယထာပြောင်းစီရမလဲယထာပြောင်းစီရမှာပါဗျာဒကာဒကမတို့သာသနာနဲ့သူတို့မှဒီယထာပြောင်းမစည်းနိုင်ရင်ချမ်းသာစေရနိုင်ပါမလားရနိုင်ပါဘူးဗျာဒါဖြင့်ဒီယထာပြောင်းစီရဆိုဆိုတော့ဒကာဒကမဩဘူးတာကလည်းထွက်လာပြီနော် အဲ့တော့ဘုဒ္ဓကတော့နာဗုဒ္ဓမရောက်ခင်ဂျာကာလလေးမှာမဲ့ပြင်ယထာကိုပြောင်းပြောင်းပြောင်းစီးပြောင်းမစင်းရပြီဟုတ်လားစီးရပါပါဗျာဒါရကမတို့အနာကြီးနာမအိယံပြာကကြုံမကိုယ်စီကိုယ်လက်မတည်နိုင်မှဒီယထာစီးလို့လွယ်ပါမလားလွယ်ပါဘူးဗျာဒီတိုင်းဒါရကမအိုရာကနာယာမရောက်ခင်ဂျာကာလလေးမှာတဲ့ ဟောဒီသာသနာတွင်ယထားပြီးမဲ့ခင်ယထားကိုပြောင်းပြောင်းပြောင်းစီးပြောင်းမစင်းရပြီဘုလားစီးရပါဗျာအဲဒီနေ့တကားတော့ဒီယထားစီးရဖို့ဆိုတော့ လမ်းမကိုစီမယူရပြီဟုတ်လားယူရပါဘူးခင်ဗျာအဲ့ဒီလမ်းမဆိုတာတရားတော်ကမှတရားမဟုတ်ပါဘူးတရားတရားပါပဲမှန်ပါဗျာတရားတရားရှိတဲ့ဘိုးကောင်ကမဲခင်ယထာစီးလို့ရမှာနော်မှန်ပါဗျာတရားတရားလမ်းမမရှိတဲ့ဘိုးကောင်မဲခင်ယထာစီးလို့ရပါမလားမရပါဘူးခင်ဗျာအဲ့ဒီရှိတဲ့နေရာမှာလည်းတရားတော်ကမှကြည့်ဒါနာတန်လည်းရှိတယ်တိလာတန်လည်းရှိတယ်သမထာတန်ဘာဝနာတန်အတန်းပဲနှမျိုးပါလေ လေးမျိုးပါလေးမျိုးမရှိဘူးလားရှိပါရဲ့အေးယထာတော်ကြီးမှလည်းတခါသူ့အစင်းနဲ့သူအတန်မျိုးမျိုးရှိတယ်လို့မိမိတို့တန်ခရာသွားတဲ့နေရာမှာလည်းဒါနယထာလောက်ရှိလို့ရှိရင်၃၀တဘုံဒုက္ခနဲ့ပြန်မရပြီဘူးလားရပါပါဘုရားဒီလယထာလောက်ရှိရင်လည်းလမ်းဆုံးမှမလားဆုံးပါပါဘုရားဓမ္မတယထာရှိရင်လည်းတခါတော့ဒုက္ခနဲ့ကလွတ်ပါမလားလွတ်ပါပါဘုရားအဲ့ဒါဒီဒုက္ခချုပ်ငြိမ်းတဲ့နိဗ္ဗာန်ရောက်ချင်ရင်တခါတော့ကမအထက်တန်းတွင်ဖြစ်တဲ့ မဲခင်ယထာကိုစီးပြအောင်စီးပါလို့တတိမပေးရဘူးလားပေးရပါပြီခင်ဗျာအဲ့တော့ဒီမဲခင်ယထာစီးမဲ့ဘောဂုံဒီတရားတရားရှိဖို့အရေးမကြီးဘူးလားအရေးကြီးပါခင်ဗျာတရားတရားဆိုတာကတရားရကမောက်ဖရာအဘောယုံကြည်တာပါပါလေဘုရားဘောယုံကြည်ရပါခင်ဗျာတရားဘောယုံကြည်တာမရှိပေဘူးလားရှိပါရဲ့ခင်ဗျာသံဃာဘောယုံကြည်တာမရှိပေဘူးလားရှိပါရဲ့ခင်ဗျာအဲ့တော့မယားတရားသံဃာရဲ့အဘောယုံကြည်တဲ့တရားတရားလက်မှကိုယ်တိုင်ရှိတဲ့ဘောကိုမှ တခါတည်းကမထက်တန်းယထကိုကြားကြားနဲ့လားစီးပွင့်မရပြီဘူးလားပြောပါပြီဗျာအဲ့တော့ထက်တန်းတဲ့ထက်တန်းယထသည်မဲခင်ယထလို့မပြောပြီဘူးလားပြောပါပြီဗျာဒါကြောင့်တခါတည်းကမတို့ဒါနာယထသီလယထသမထယထဒီအန်တွဲတွေဘယ်လိုရှင်းရတော့လဲတဲ့ အဲ့ဒီနေရာမှာသစ္စာဉာဏ်လေးထည့်လိုက်ပါဘာဉာဏ်ထည့်ရမလဲသစ္စာဉာဏ်ထည့်ရပါဘုရားဒါကြတော့အမှားလားအမှန်လားအမှန်ပါဘုရားအမှန်တရားပြန်မှာရှိခန္ဓာပါရှိရပါဘောခန္ဓာကဘာသစ္စာပါလေဒုက္ခသစ္စာပါဘောဒီဒုက္ခသစ္စာကလွတ်ကျင်တယ်ဆိုရင်ဆုတောင်းရမှာလားယထာပြောင်းရမှာလားယထာပြောင်းပါဘုရားအဲ့ဒီယထာကလည်းတခြားလားမဲခင်ယထာလားမဲခင်ယထာပါဘုရားမဲခင်ယထာကသာသနာတွင်လားသာသနာပါလားသာသနာတွင်ပါဘုရားသာသနာတွင်မှာပေါ်တယ် ယထာသာသနာတော်မှာဒီယထာမကြုံရပြီဘုရားဟုတ်ပါဘူးဗျာဒီကြုံလုံးကြုံတိုင်းမှာဒီမဂ်ရထာကိုရအောင်မဆင်းနိုင်ဘူးဆိုရင် တရားရကမတို့နောက်တာဒုက္ခသိမှုလွယ်ပါမလားလွယ်ပါဘူးဗျာဒီအချိန်ဒီအချိန်ကောင်းဆိုတာမှန်မနေဘူးလားမှန်ပါပါဘုရားကံကောင်းလို့တရားရကမတို့သာသနာရင်းယထာနဲ့မကြုံရပြီဘူးလားကြုံပါပြီဒီဉာဏ်ကောင်းတဲ့ပုဂ္ဂိုလ်မှ စီးလို့ရမှာမှန်ပါပါဉာဏ်မကောင်းတဲ့ပုဂ္ဂိုလ်စီးလို့ရပါမလားမှန်ပါပါဘုရားအဲ့ဒါရှင်းရသေးဆိုတော့အချိန်ဆွဲမနေနဲ့မှန်ပါပါဘုရားကနာရမရောက်ခင်ဈာန်ကာလလေးမှာ ဒီမဂ္ဂင်ယထာကိုစီးပြအောင်စီးပါဆိုတာတတိမပေးရဘူးလားပေးရပါဗျာဒီကြောင့်ဆိုဆိုတရားရကမအဝေးကြီးမဟုတ်ခန္ဓာမှာဘယ်မှာပါလဲခန္ဓာမှာပါဗျာခန္ဓာမှာတတိတာဝရိယစိတ်ပေါ်ရပေါ်ရလေးရှုနေရင်မဂ္ဂင်ယထာစီးရရောက်မရောက်ရောက်ပါရဲ့ဗျာစီးပြရှုနေမဂ္ဂင်ယထာစီးရရောက်မရောက်ရောက်ပါရဲ့ဗျာအကျုံလုံးကျုံတိုင်းမှာတရားရကမခန္ဓာယထာလမ်းစဉ်နဲ့မလိုက်ဘဲနဲ့ အဲ့ဒီကနေမဂ္ဂင်ယတာဖြတ်မလိုက်ရဘူးလားလဲပါဘူးမဂ္ဂင်ယတာလိုက်ကြဆိုဆိုတော့လေကိုကလည်းအတိမဥသေးလို့ကြုံရတာလဲပါဘူးသာသနာကလည်းမကွယ်သေးလို့ဘာကိုကမသိလို့သာသနာကွယ်တဲ့ဒီယတာစီးပွင့်ရပါမလားလဲပါဘူးဗျာအဲယနေ့တကားရကမကိုကသိသွားရင်လည်းစီးပွင့်ရပါမလားလဲပါဘူးသာသနာလည်းရှိတယ်ကိုကလည်းအတိမဥသေးဘူးမဂ္ဂင်ယတာကလည်းနေလာဗမာထွန်းကားမနေဘူးလားထွန်းနေပါဘူးအဲဒီကကြီးတကားရကမနိဗ္ဗာန်လိုချင်တဲ့ဆိုရင် ခန္ဓာယထာသွားနေကြတဲ့စီမလားမေခင်ယထာပြောင်းစီမလားမေခင်ယထာပြောင်းစီပါပါဗျာမေခင်ယထာပြောင်းစီနေတဲ့ဘောဂတိကံလည်းကောင်းညာလည်းမကောင်းဘူးလားကောင်းပါရဲ့ဗျာဩတန်ကောင်းညာကောင်းတဲ့ဘောဂုံမှာဒီမေခင်ယထာစီပြန်ရတဲ့ကြောင့်ဖြေပေါ်မလာဘူးလားကောင်းပါရဲ့ဗျာနေ့တိုင်းနေ့တိုင်းဘယ်ယထာပြောင်းစီရမလဲမေခင်ယထာပြောင်းစီရပါမေခင်ယထာပြောင်းစီရင်ဒုက္ခတွေသိမ့်မသိသိမ့်ပါရဲ့ဗျာဒုက္ခတွေသိမ့်တဲ့နိဗ္ဗာန်ရောက်နိုင်မရောက်နိုင်ကောင်းပါရဲ့ हा